အစ္စလမ်ဘာသာမှာလူတွေကိုမဖန်ဆင်းခင်မျိုးနွယ်တစုကိုမီးနဲ့ဖန်တီးခဲ့ပြီးသူတို့ကိုဂျင်လို့ခေါ်ပါတယ်။နောက်ပိုင်းမှာဂျင်တွေဟာတောင်းချမ်းလာရမှုတောတောင်တွေဘက်ကိုမောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့ဂျင်တွေထဲမှာကောင်းတဲ့ဂျင်တွေလည်းရှိပြီးအစ်ဘလစ်ဆိုရင် အလာရဲ့အမိန့်ကိုနာခံလွန်းလို့ကောင်းခင်ပုံထိတက်ခွင့်ရခဲ့တယ်။အလာကလူသားကိုဖန်ဆင်းအပြီးမှာတော့လူသားကိုဥချဖို့အစ်ဘလစ်ကိုစေခိုင်းခဲ့တယ်။အစ်ဘလစ်က လူသားဟာသူ့ထက်နှင်းကြတယ်ဆိုရဲမာနာထားပြီးအလရဲ့အမိန့်ကိုဖိဆန်းတာကြောင့်ကောင်းကင်ဘုံကနေနှင်းထုတ်ခံလိုက်ရပါတယ်။အဲ့ဒီအချိန်ကစပြီးသူ့ကိုရှိုက်တန်မိတ်ဆာလို့ခေါ်ပြီး ရှိုက်တန်ကလူသားတွေကိုလမ်းမစီနီလမ်းမျိုးစုံနဲ့ခေါ်သွားမယ်လို့အလာကိုဂရီပေးခဲ့သလိုအလာကလည်းဖန်ဆင်းကန်လူသားတွေဘလောက်ပဲလမ်းမပါစေသူတို့ရဲ့အပြစ်တွေကိုဝင်းချတောင်းပန်တဲ့၍ခွင့်လွတ်ပေးမယ်လို့ဂရီပေးခဲ့တယ်။ဒီဇလန်မှာပါတဲ့မိဆာတွေဟာရှိုက်တန်ရဲ့အပေါင်းအပါတွေဖြစ်ပြီးစကားနာမည်ကတော့ဒီဇလန်နဲ့ကပယောကဆရာရဲ့နာမည်ဖြစ်တဲ့ကုဒရက်ပါပဲ။ လူတစ်ယောက်ကကလေးတစ်ယောက်ကိုအပနှင်နေပါတယ်။ကလေးကိုယ်တည်းဝင်ပူးနေတဲ့မိစ္ဆာကစွမ်းအားကြီးလွန်းတာမို့အပနှင်ရခတ်နေပါတယ်။မိစ္ဆာကကလေးကိုအပြေးအဝထိန်းချုပ်ထားပြီးလေဘောပြန်တက်ကရှိုက်တန်ကိုတိုင်တယ်ပြီးငါချင်းဆူတယ်။မင်းအပြစ်တွေအတွက်ခံစားရမယ်ဆိုကကျေနပ်စွာရီမောလိုက်ပြီးအစွမ်းသုံးလိုက်ရမှာတော့အယောကဆရာအချိန်ပြင်းစွာနဲ့တပတ်ခန်းစီလွန့်ထွက်သွားပါတယ်။ဒါပေမဲ့ဇွဲမလျှော့ပဲလဲရကနေပြန်ထကကလေးစီသွားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကလေးဟာသူ့ရဲ့သားဖြစ်နေလို့ပါပဲ။ ကလေးကသူ့ကိုကယ်ပါလို့ပြောပြီးနောက်မိစ္ဆာပြန်ပူးခံရကလေဘင်းယူတပတ်လည်သွားပါတော့တယ်ကုထရက်လည်းလူပေါင်းစုံကိုအပနှင်ပေးခဲ့ပေမဲ့သူသားအလေချာမှာမကယ်တင်နိုင်ခဲ့တာကြောင့်ကြေကွဲနေပါတော့တယ်ကလေးကိုပူကတ်ခဲ့တဲ့မကောင်းဆိုးရွားကအဆူအာလာလို့ခေါ်တဲ့အလရဲ့ရန်သူပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကုထရက်လို့ခေါ်တဲ့အင်ဒိုနီးရှားတရဲကဖြစ်ပြီးဘာသာရေးဆိုင်ရာအတုံးအနှုံများအတန်ထွက်များလွဲမခဲ့သည်ရှိသောနားလေပေးကြဖို့မေတ္တာရက်ခံပါတယ်ခမညာဒီဇလန်းဟာဇက်အိမ်ကျေပြန့်ပြီး အင်ဒိုနီးရှားရဲ့အကောင်းဆုံးတရေကားထဲမှာလည်းပါဝင်တော်မူလက်လွတ်ခံလို့မရပဲပြိတ္တတို့အတွက်ဇလန်းကိုရှင်းရှင်းလင်းလင်းဖြစ်အောင်စူးစမ်းပြီးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဇလန်းလေးမစခင်လိုက်တစ်ချက်ကွန်မန့်တစ်ကြောစာရိုက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့အီမိုဂျီတစ်ခုခုမန့်ခဲ့ပေးပါ subscribe လုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါဇလန်းလေးဆက်ကြမယ်ကုတရကကလေးသိဆိုးမှုနဲ့ပဲထောင်နှန်းဆန်ခဲ့ရကထောင်ထဲမှာလည်းကောင်းကောင်းမွန်မွန်နေခဲ့ရတာမို့ရှော့ရက်ရပြီးလူရဲ့နီးနေခဲ့ပါပြီ ဒါပေမဲ့လည်းပြင်ပကဘာမှာပဲဖြစ်ဖြစ်ထောင်ထဲမှာပဲဖြစ်ဖြစ်သူ့ဘဝမှာခင်တွဲစရာဘယ်သူမှမရှိတော့ပါဘူးဘဝတစ်လျှောက်လုံးဘာသာရေးကန့်ရှန့်ခဲ့ပြီးလူတွေကိုအကျိုးပြုခဲ့ပေမဲ့တူဦးဒီသောမိသားစုဖြစ်တဲ့တားငယ်လေးအာလစ်ကိုခေါ်သွားတဲ့အပေါ်မှာလည်းတွိဟများစွာဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်အချင်းကန်းစောင်းတဲ့အဆောင်တယောက်ရောက်လာပြီးကုဒရက်ရဲ့လေပင်ကိုတန်ကျိုးနဲ့ရစ်ပတ်ကဒရွတ်တိုက်ဆွဲခေါ်သွားပါတယ်အခန်းပေါ်အဖိုးကြီးကလည်းအံ့အားသင့်သွားကအော်ဟစ်အကူကြီးတောင်းလိုက်ပါတယ် အဲ့ဒီနောက်စစ်ကြောရေးစခန်းတစ်ခုစီရောက်သွားကကုတရက်ကိုတပ်ဖို့ပြင်ဆင်နေပါတယ်တကယ်တော့မကောင်းဆိုးရွားအဆူအလာကသူ့ဘလောက်ပဲလှုပ်ပါစေကုတရက်ကအလားပေါ်မှာယုံကြည်မှုမပြတ်ပဲရှိနေတာကိုမကျေနပ်နိုင်သေးတာပါရှိုက်တန်မြက်နောက်လိုက်အဆူအလာရဲ့ရည်ရွယ်ချက်ကဘာသာရေးကန်းဆိုင်သူတွေယုံကြည်မှုပြတ်ပြားပြီးလမ်းမကိုရောက်စေဖို့ပါကုတရက်ကတော့ဘရော့မှာသူ့ရဲ့ယုံကြည်ချက်ကိုတန်တရားမဝင်တဲ့သူမျိုးတပ်ဖို့လုံနေပါတော့တယ်အဲ့ဒီအချိန်အခန်းပေါ်အဖိုးကြီးကအကူကြီးခေါ်လာပြီးကုတရက်ကိုကဲတင်နိုင်ခဲ့ပေမဲ့ ကုထရကတော့တည်ဆုံသွားခဲ့ပါတယ်။အဲ့ဒီနောက်ကုထရရဲ့ဝိညာဉ်ဟာထူဆန်းတဲ့နေရာတစ်ခုစီရောက်သွားပါတယ်။အဲ့ဒီနေရာကတဲကန်နာယာတစ်ခုဖြစ်ပြီးဝိပုစုတောင်းဖို့နှိုးဆော်တဲ့အတန်လိုင်းတွေနဲ့အတူဝိပုစရာနေရာတစ်ခုထွက်ပေါ်လာတဲ့အခါကုထရလည်းကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်ကယုံကြည်တတ်ဝင်စွာဝိပုလိုက်တဲ့အခါမှာတော့ထူဆန်းတဲ့အလင်းနန်းတစ်ခုထွက်ပေါ်လာပြီးရေခဲတိုက်ထက်ကအလောင်းစင်ပေါ်ကနေပြန်လဲနိုးထလာပါတော့တယ်။အဲ့ဒီနောက်မှာတော့လွတ်ရက်စီပြီးထောင်ကလွတ်လာကဖယ်သွားရမယ်မသိတာနဲ့ သူငယ်စဉ်ကပညာသင်ကြားခဲ့ရတဲ့စာသင်ကျောင်းရှိရာသို့အဝေးပြေးကားတစ်စီးနဲ့လိုက်လာခဲ့ပါတယ်။ကုထရက်သွားတဲ့ရွာကမြို့ကြီးတစ်မြို့ကနေတစ်မြို့စီသွားတဲ့လမ်းကျောမှာတည်ရှိပြီးပင်လယ်နဲ့နီးတဲ့ရွာလေးဖြစ်ပါတယ်။ဒီလိုနဲ့ရွာနဲ့အနီးဆုံးနေရာမှာကားပေါ်ကဆင်းလိုက်ကကားပေါ်မှာရှိနေတဲ့အဖွားကြီးတစ်ယောက်ရဲ့ဝိညာဉ်ကိုတွေ့လိုက်ရပေမဲ့လစ်လျူရှုထားခဲ့ပါတယ်။ရွာကိုရောက်ဖို့တော့လမ်းလျှောက်ရအောင်မှဖြစ်ပြီး တောင်ကုန်းတောင်ဆောင်များကိုကြော့ပြက်ပြီးနောက်ရွာကိုလမ်းမြင်နေခဲ့ရပါပြီ။ရွာတိတ်ကအိမ်တလုံးထဲမှာမိန်းကလေးတစ်ယောက်ရဲ့စူးစူးဝါးဝါးအော်တန်နဲ့အတူစူတောင်းတန်တွေကြားလိုက်ရတော့ကုတရက်ရဲ့ညာလက်ဟာတဆက်ဆက်တုံနေခဲ့ပါတယ်။အရာနဲ့လက်သီးကိုတင်းတင်းဆုပ်ပြီးဘာတွေဖြစ်နေလဲအဖြစ်ရှာကြည့်တော့မကောင်းဆိုးရွားရဲ့အငွေ့အသက်ကိုခံစားမိလိုက်ရပါတယ်။ဒါပေမဲ့တပ်ဖြစ်သူတေဆုံးပြီးကြတဲ့ကအပအနေနဲ့ကိစ္စတွေကိုစွန့်လွတ်လိုက်ပြီးမှနေရာကထွက်သွားတော့ စောစောကအင်ကိုလာနေကြတဲ့အမျိုးသမီးတစုတည်းကယာစမင်လို့ခေါ်တဲ့တယောက်ကကုတရက်ကိုလဲပြန်ကြည့်လိုက်ပါတယ်အင်းနဲ့အရောက်မှာတော့စူတောင်းမှုပြုနေကြပြီးယာစမင်ကမိဖို့ချောင်းနေသွားကအင်းရှင်အမျိုးသမီးစီတရင်မဲတော့သူသမီးရဲ့အခြေအနေကထူးခြားမလာပဲပိုဆိုးနေတယ်လို့ပြောလိုက်ပါတယ်ယာစမင်လည်းသူမလာရင်ကိစ္စကိုပြောတဲ့မပြောတဲ့ချင်းချိန်နေပြီးသူမလာတာကဒီနေ့ဝိပုချိန်အပြင်သူမရရရှိတဲ့အကျွေးတွေကိုပြန်ပေးမှဖြစ်မယ်သူမရဲ့ကလေးတွေ ကျူရှင်လားကမပေးနိုင်တာသုံးလရှိနေပြီ။လဲကလည်းမဖြစ်ထွန်းလို့ပါဆိုတော့အင်းရှင်အမျိုးသမီးကနင်တယောက်တည်းမဟုတ်ဘူးလေ။ဒီရွာကဘသူလဲမှအထွန်းလို့မကောင်းတာကြာနေပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတမီးဖြစ်သူရဲ့အော်သံကြောင့်အင်ရှင်အမျိုးသမီးလည်းအမြန်ပြေးသွားပါတယ်။အင်ရှင်အမျိုးသမီးရဲ့တမီးကတော့တောင်းကျမ်းနေတာမို့ထိတ်တုံးမှခတ်ထားရတဲ့အထိပါပဲ။အဲ့ဒီမိန်းကလေးကတော့မိဆာအပူကက်ခံထားရကစိတ်နဲ့လူနဲ့မကက်တော့ပဲနောက်ဆုံးမှသူ့မျက်နှာကြေမွသွားတဲ့အထိထိတ်တုံးနဲ့ဆောင်ကအသက်ထွက်သွားပါတော့တယ်။ ကုတရက်ကတော့ရွာလန်းတလျှောက်ခြောက်သွေ့နေတဲ့စက်ခင်းတွေကိုကြည့်ရင်ရေစာလာတာနဲ့ရေအိုးစင်ကိုဖွင့်ကြည့်တော့မြစ်ပတ်နေတဲ့ရေတွေသာကျလာခဲ့ပါတယ်။အဲ့ဒီနောက်ဆက်သွားရင်သူငယ်စဉ်ကပညာသင်ကြားခဲ့တဲ့နေရာကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအခါចောင်းသားတချို့ကဒီနေရာကိုဘာလို့ကျူးကျော်လာခဲ့တာလဲလို့မေးနေချိန်အိမ်ထဲမှာအပနေနေတဲ့ဂျာဖာဆိုတဲ့ဆရာတို့တစ်ပည့်တယောက်ထွက်လာပြီးကြိုဆိုလိုက်ပါတယ်။ကုတရက်ကဒီနေရာကဘလို့ဖြစ်သွားတာလဲ။ចောင်းအုပ်ကရောလို့မေးတဲ့အခါဂျာဖာကကိုမဝင်နေတဲ့ចောင်းအုပ်ကြီးစီခေါ်သွားက မင်းထွက်သွားပြီးတဲ့နောက်ဆရာကမင်းရဲ့သတင်းတွေ ကြားပြီးဂုံယူနေခဲ့တာဒါပေမဲ့လွန်ခဲ့တဲ့၃နှစ်ကမင်းရဲ့ကလေးအာလစ်ရဲ့သတင်းကိုကြားပြီးညာတိုင်းမှာမင်းအတွက်ပရိစိတ်ပြီးစူတောင်းပေးခဲ့တယ်တရက်မှဘာအကြောင်းရင်းမှမရှိဘဲနေမကောင်းဖြစ်သွားတယ်အဲ့ဒီကစပြီးရွာမှာထူးဆန်းတာတွေကြုံလာခဲ့တယ်ကောက်ပဲသီးနှံတွေပိုးချတယ်ရေကြီးပြီးယောဂဖြစ်ကြတယ်မိစ္ဆာတွေရဲ့အနှောက်အယှက်တွေကြုံရတယ်ဒီတိုက်ခိုက်မှုတွေကចောင်းအုပ်ရဲ့ယောဂနဲ့များသက်ဆိုင်နေလား ငါလည်းမသိဘူးလို့ပြောပြလိုက်ရင်ကုထရက်ကိုလည်းမင်းမှပညာရီဆုံးပြီးလူအသက်ပေါင်းများစွာကိုကဲတင်နိုင်ခဲ့တယ်ဒါပေမဲ့မင်းကဘာအဖြစ်ကျူးလွန်မိလို့အာလစ်ကတားကောင်ဖြစ်သွားရတာလဲလို့မေကွန်းပြန်ထုတ်ချင်ဂျာဖာတပည့်တယောက်ကလာခေါ်ရမှုစကားစပြတ်သွားကြပါတယ်ယက်စမင်တို့အိမ်မှာတော့ခြေထောက်မတန်တဲ့တားငယ်လေးအာလီနဲ့အာရှာဆိုတဲ့သမီးတယောက်တို့အတူနေကြပါတယ်အာလစ်ကညစာစားပြီးတဲ့အခါသူနဲ့အတူကစားဖို့မိခင်ကိုပြောတဲ့အခါမိခင်ကအိတ်ချင်ရောက်နေပြီမို့အိတ်ရဝင်တော့ဆိုတော့ အမေမကစားပြီးရင်အဖေနေပဲစိုးတော့မယ်ဆိုကထွက်သွားပါတယ်။ယာစမင်နဲ့အာလိစကားကြောင့်စိုးရင်သွားပါတယ်။ဘာကြောင့်လဲဆိုတော့သူမခင်မို့ဟာကွဲလွန်သွားခဲ့ပြီဖြစ်လို့ပါပဲ။အဲ့ဒီနောက်ထမင်းမကန်တွေတင်းစင်းနေချိန်အာလိဖ်အခန်းကအတန်တွေကြားနေရတာမို့တွားကြည့်တော့အာလိဖ်တယောက်ဘီရိုတကားဖွင့်ပြီးစကားပြောနေတာကို တွေးလိုက်ရတာမို့ဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါအာလိဖ်ကအဖေနဲ့ကစားနေတာလေဆိုတော့မင်းအဖေကိုသတိရရင်လေအဲ့လိုတော့လုံးလို့မရဘူးလေလို့ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲအာရှာပြန်ရောက်လာတော့အာရှာစီထွက်သွားတဲ့အခါအာလစ်ကမကျေနပ်တဲ့မျက်လုံးနဲ့စိုက်ကြည့်နေရင်ကြံခဲ့ပါတော့တယ်။ဂျက်စမင်ကသမီးဖြစ်သူကိုအိမ်ပြန်နောက်ကျနေတာမို့အခုတလောရွာမှာဖြစ်ပျက်နေတာတွေကိုမသိဘူးလားလို့စုံမတဲ့အခါအာရှာကရွာထဲမှာရှိတဲ့တခြားသူတွေလိုမျိုးချက်ကားပြီးမပြောပါနဲ့ဆိုတော့နေလေကရွာထက်ကအိမ်ကကလေးမလေးစုံသွားပြီလို့ပြောလိုက်ပါတယ်။အာရှာကတော့အယူသီးမှုတွေကိုလက်သက်မခံပဲအဲ့ဒီကလေးမကဆရာဝန်နဲ့ကုသဖို့လိုနေတာ။ မနန်ရီလိုတာမဟုတ်ဘူးလို့ပြန်ပြောလိုက်ချိန်အာလီဖ်ထွက်လာတော့သူ့မောင်လေးကိုအိတ်ရဝင်ဖို့ချော့ပြီးအခန်းနဲ့ပြန်ဝင်ခိုင်းလိုက်ပါတယ်မိခင်ကတော့စောစောကအကြောင်းကိုပဲဆက်ပြောနေပြီးတရွာလုံးထူးဆန်းနေတာမဟုတ်အခုနင်းမောင်လေးပါဘီရိုနဲ့စကားပြောနေတယ်ငါမေးကြည့်တော့သူ့အဖေနဲ့ကစားနေတာလို့ဖြေတယ်ဆိုပြီးတာမီနှစ်ယောက်စကားပြောနေကြချင်းဘီရိုတဲကနေကြောက်မက်ဖွယ်အတန်ထွက်လာပြီးဝီချဲဘင်းလုံးတွေကဘီရိုတကားစီသူ့အလိုလိုလိမ့်သွားကဘီရိုတဲကတစုံတစ်ခုဟာအာလီဖ်ကိုဖြားယောင်းနေပါတော့တယ် ထမင်းစားခန်းမှာတော့တာမီနှစ်ယောက်စကားအခြေတင်ဖြစ်နေကြခြင်းအာလစ်ရဲ့အော်သံကြောင့်သွားကြည့်ကြတော့အာလစ်ဟာခွေးချက်တခြားလူတခြားဖြစ်နေကဘီရိုရှိမှလဲကျနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါနဲ့ဂရင်းဘောပြန်တင်ပြီးပြုစုပေးလိုက်ရပါတော့တယ်မနဲ့ရောက်တဲ့အခါမှာလဲအာလစ်ကတတ်တာချင်းမရှိသေးပဲအာရှာကမောင်လေးကိုကြိပ်ပြီးကြောင်းသွားခြင်းရောက်ပြီးမှထွက်သွားပါတယ်မိခင်ဖြစ်သူကအာလစ်ကိုထမင်းကျွေးဖို့ရောက်လာတော့အာလစ်ကရုတ်တရက်ထားထိုင်ကမျက်လုံးပြူးမျက်စံပြူးနဲ့ အခန်းထဲကသူ့ပြည်လူမရှိတော့လို့မေးလိုက်ပါတယ်ဂျက်စမင်းကကိုရောင်နဲ့ရွှေ့ထားတယ်ဆိုတော့မချေမနှက်နဲ့ထမင်းပကံကိုပုတ်ချလိုက်ပါတယ်ဂျက်စမင်းကတော့သူယူလာခဲ့တဲ့ဟင်းကိုမကြိုက်ဘူးထင်ပြီးသားစားချင်တာရှိရင်အမေကိုပြောပါအမေချက်ကျွေးမယ်လေလို့ပြောလိုက်ပါတယ်အဲ့ဒီညမှာကွတ်ဒရက်ကချောင်းအုပ်ကြီးပေးမှပရိစိတ်ပြီးစူတောင်းမှုပြုနေချေလေပြင်းတစ်ချက်ဝေ့သွားကစာအုပ်စင်ဘောကချောင်းအုပ်ကြီးနဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ကွတ်ဒရက်နဲ့ဂျာဖာတို့ဓပုံဟာကြောက်ခွဲသွားပါတယ်ကွတ်ဒရက်ကဓပုံပြန်ကောက်က တခုခုလာနေပြီဆိုတာကိုခံစားမိလိုက်ရပါတယ်။ယာစမင်တို့အိမ်မှာတော့အာလစ်ပျောက်နေလို့အာရှာနဲ့ယာစမင်ကလိုက်ရှာကြရင်ယာစမင်ကဂိုဒေါင်ထဲကိုဝင်ကြည့်တော့မှအာလစ်ကိုတွေ့လို့စိတ်အေးသွားပြီးဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။အာလစ်ကဘီရိုထဲကိုခေါင်းဝင်ပြီးတယောက်ယောက်နဲ့စကားပြောနေကပြီးခင်ဖြစ်သူရောက်လာတော့ကွယ်လွန်ပြီးခဲ့သူဖခင်ရဲ့အကြောင်းလေးကိုပဲပြောနေတာမို့အတိတ်ပဲမရှိတာတွေထပ်မပြောဖို့ပြောလိုက်တော့အာလစ်ကစိတ်ဆိုးသွားပြီးမိစ္ဆာပူကတ်ချင်းခံရက ပြီးခင်ဖြစ်သူကိုရမ်းမူပါတော့တယ်အဲ့ဒီနောက်အနားမှာကျနေတဲ့ကက်ကြီးနဲ့ဒရက်ဆာတိုက်ခိုက်တဲ့အခါယက်စမင်းရဲ့ပခိုးမှာဒဏ်ရာရသွားပြီးဘူရုံအပြင်ဘက်ထွက်ပြေးပြီးအပြင်ကနေတော့ခတ်ထားလိုက်ပါတယ်အဲ့ဒီအချိန်အာရှရောက်လာတော့တကားကိုစောင့်ကြည့်ထားသူ့ကိုအပြင်မထွက်စေနဲ့လို့မှာပြီးပယောကဆရာဂျာဖာစီထွက်လာခဲ့ပါတယ်ဘာတွေဖြစ်သွားခဲ့မှန်းမသိတဲ့အာရှကတော့သူ့မောင်လေးကိုတော့ခတ်ထားလို့စိတ်မကောင်းဖြစ်ပြီးကြံခဲ့ပါတယ်ယက်စမင်းတယောက်စာတင်ချောင်းကိုရောက်တော့ခြံတကားကိုခောက်ပြီးဆရာဂျာဖာကိုအော်ခေါ်လိုက်ပါတယ် အဲ့ဒီအခါကုထရကတကားသွားဖွင့်ပေးပြီးဂျာဖာမရှိကြောင်းနဲ့ဘယ်ချိန်ပြန်ရောက်မလဲပြောမသွားခဲ့ဘူးဆိုတော့ယာစမင်ကရေးကြီးတုတ်ပြနဲ့ရှင်လဲပြောကားเสียမဟုတ်လားကျမသားကိုရှိုက်တန်ဝင်စည်းနေလို့ပါအခုလိုက်ခဲ့ပြီးကူညီပေးပါဆိုတော့ဒီကိစ္စတွေနဲ့မပတ်သက်ချင်တော့တဲ့ကုထရကစိတ်မကောင်းပါဘူးအမဆရာပြန်ရောက်မှပဲပြန်လာပေးပါလို့ပြောလိုက်ပါတယ်အဲ့ဒီအခါယာစမင်ကကျမပိုက်ဆံပေးနိုင်ပါတယ်ဆိုတော့ကုထရစိတ်ထဲမှာတစ်ချက်ထင့်သွားပြီးဆရာဂျာဖာပြန်ရောက်မှပြန်လာခဲ့ပါဆိုပြီးခြံတကားကိုပိတ်လိုက်ပါတယ် ဒါပေမဲ့ယာစမင်းကဇွဲမလျှော့သေးပဲတကားပိတ်မရအောင်သူမရဲ့လက်နဲ့ခံထားကငိုကြီးချက်မနဲ့ကျမသားလေးအာလစ်ကိုကဲပေးပါဆိုတော့သူသားရဲ့နာမည်နဲ့တူနေလေတော့ကုထရက်လည်းလိုက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂိုရုံရှင်းမှာတော့စိတ်မကောင်းဖြစ်နေတဲ့အမကိုမိတ်ဆာကအာလစ်ဟန်ဆောင်ကတကားဖွင့်ပေးဖို့တနာအောင်ပြောနေတဲ့အခါတကားတော့ကိုတူနဲ့ရိုက်ဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်ဂိုရုံထဲဝင်ကြည့်တော့အာလစ်ကိုမတွေ့ရပဲအာလစ်ကဘီရိုတွေကနေစကားပြောနေတော့အပြင်ကိုထွက်လာခဲ့ဖို့ပြောလိုက်ပါတယ်။ ာရှာကမရတရနဲ့ဘီရိုနာကတ်လာချိန်အာလီထွက်လာပြီးဘီရိုရဲကိုဆွဲခေါ်လိုက်တဲ့အခါမှာတစ်ဖက်မှာရှိတဲ့ဝိညာဉ်လောကစီရောက်သွားပါတော့တယ်ဝိညာဉ်လောကမှာတော့အာရှာမွေးနေ့ပွဲကျင်းပတဲ့နေ့ကိုပြန်ရောက်သွားခဲ့ပါတယ်တကယ်ကအဲ့ဒီနေ့မှာပဲမွေးနေ့ပွဲကိုမွေးနေ့ရှင်အာရှာကမလာတဲ့အခါအာလီနဲ့သူ့အဖေကလိုက်ရှာကြရင်အက်ဆီဒန့်ဖြစ်ကဖခင်ဖြစ်သူကကွယ်လွန်သွားပြီးအာလီဖရဲ့ခြေထောက်တွေဟာအကျိုးတည်သွားခဲ့တာပါအခုအဲ့ဒီနေ့ကိုပြန်ရောက်ပြီဆိုတော့ဖခင်ဖြစ်သူနဲ့ ်နှွေးထွေးမှုအပြန်လန်ပေးရင်မွေးနေ့ဘွဲကိုပြန်လဲချင်းပကအဲ့ဒီနေ့ကမခွဲလိုက်ရတဲ့ဘတ်ဒေးကိတ်ကိုပြန်ခွဲဖို့အတွက်ဓာတ်နဲ့လှီးလိုက်ပါတယ်ဒါပေမဲ့ဘာကြောင့်မှမသိကိန်းမုတ်ကိုလှီးလိုက်တိုင်းသူမလက်ကနားနေတာမို့သူမဆက်မလှီးနိုင်ဘူးလို့ပြောတော့ဖခင်ဖြစ်သူကဘာမှမဖြစ်ပါဘူးဖြည်းဖြည်းချင်းလှီးလိုက်ပါလို့ပြောလိုက်ပါတယ်တကယ်ကတော့ဝိညာဉ်လောကမှာကိန်းမုတ်ကိုလှီးလိုက်တိုင်းလက်တွေ့ကဘာမှာသူ့လက်သူပြန်လှီးနေတာပါပဲအာရှနာထဲမှာကြားနေရတဲ့စကားသံတွေဟာလေမိစ္ဆာပူကတ်ခံထားရတယ်အာလစ်က ဘေးကနေမတေးသေးအောင်တိုက်တွန်းနေတာပဲဖြစ်ပါတယ်။နောက်ဆုံးမှတော့နာကျင်နေပြီမဲ့လေဖျားယောင်းတဲ့စကားသံတွေကိုမလွန်ဆန်းနိုင်ပဲကိတ်မုတ်ကိုလှိချလိုက်တဲ့အခါသူ့မလက်ကနေတွေးများပန်းထွက်လာပါတော့တယ်။အဲ့ဒီအချိန်ကုတရက်နဲ့ယာစမင်တို့ပြန်ရောက်လာတော့ကုတရက်ကအချိန်မီတားဆီးလိုက်နိုင်ပါတယ်။အာရှလက်ကဓာတ်ကိုလည်းဆက်ပြီးမထိခိုက်အောင်ဖယ်ရှားလိုက်ပါတယ်။ဒါပေမဲ့မိဆာကတော့ထွက်မသွားသေးတော့မို့ဘီရိုရှိမှအသင်းဆောင်နေလိုက်ပါတယ်။အာလစ်ကဘီရိုတွေကနေတွားသွားပြီးထွက်လာကာ အပြင်ရောက်တဲ့အခါဓားကိုကောက်လိုက်ပြီးကုထရက်ကိုတိုက်ခိုက်ပါတော့တယ်ကုထရက်ကကိုခံပညာကောင်းသူတယောက်ဖြစ်တာမို့အာလိဖ်ရဲ့ဓားချက်တွေကိုရှောင်တင်းကအခွင့်တင်နာနဲ့မိဆာကိုနှင်ထုတ်ရင်းမိဆာရဲ့နာမည်ကိုမေးလိုက်ပါတယ်မိဆာကသူ့ရဲ့အမည်နာမကိုပြန်ဖြေရင်းကုထရက်လက်ကပြန်လည်လွတ်မြောက်ကဓားနဲ့အဆက်မပြတ်တိုက်ခိုက်ပြန်ပါတယ်ကုထရက်ကဓားချက်ကိုလှပစွာရှောင်တင်းကအနောက်ကနေတိုက်ဖက်ပြီးရုံးမရအောင်ချုပ်လိုက်ပြီးနောက်မိဆာကိုထပ်မံနှင်ထုတ်လိုက်ပါတယ်မိဆာက စွမ်းကြည့်တာမို့တော်တော်နဲ့နေမရပဲသူ့ထက်စွမ်းအားကြီးတဲ့သူတွေထပ်ရောက်လာမယ်လို့ကြိုးမွားကအတန်နဲ့ကြီးနဲ့ကျဲလောင်စွာရီမွန်းလိုက်ပါလေနောက်ဆုံးမှာတော့မိဆာဟာမခံနိုင်တော့ပဲအာလစ်ကိုတွေကထွက်သွားပါတော့တယ်ကုတရက်ကသူ့အလုပ်ပြီးပြီမို့ကလေးကိုအပ်ပြီးပြန်သွားပါတယ်ကုတရက်ရဲ့အိမ်ပြန်လမ်းမှာလက်ထက်ကမီးတို့ကငိမ့်သွားတာမို့တခုခုလာနေပြီဆိုတာသိလိုက်ရပါတယ်ထင်းတဲ့အတိုင်းပဲရှိုက်တန်မြက်အပေါင်းပါသူ့ရဲ့သားကိုတတ်ခဲ့သူမဟာယန်သူတော်ကြီးအာဆူအာလာဟာမရေခွေးအသွင်နဲ့ရောက်လာတယ် မှန်ပြီးလိုက်ပါတယ်အဲ့ဒီအချိန်ကွဲလွန်ပြီးသူကုထရသားရဲ့ဝိညာဉ်ဟာရုတ်တရက်ပေါ်လာတာမျိုးလမ်းပြီးကြောက်ထဲပြုတ်ကျသွားပါတယ်အာရှာတို့အိမ်မှာတော့ပင်ပန်းသွားတဲ့အာလစ်ကိုဂရင်ပေါ်မှာတိတ်ထားပြီးပြီးခင်ဖြစ်သူကမျက်နှာတင့်နေချိန်သူတင့်နေတာရေးမဟုတ်ပဲသွေးတွေဖြစ်နေလို့လမ်းပြီးអော်လိုက်ပါတယ်អော်တဲ့ကြောင့်အာရှာရောက်လာတော့မှသူအမြင်မှားနေမှန်သိလိုက်ရပါတယ်အဲ့ဒီအချိန်တအိမ်လုံးမူမမနာတွေဖြစ်နေတော့အာလစ်အခန်းထဲကိုအ мян ပြေးသွားကြပါတယ်အဲ့ဒီအခါအာလစ်ကိုလည်းမိစ္ဆာကတဖန်ပြန်ရောက်လာကာ တောင်းချမ်းနေတာမို့တကားကိုအပြင်ကပိတ်ထားလိုက်ရပါတယ်အဲ့ဒီအချိန်ပျောကဆရာဂျာဖာရောက်လာပြီးအာလစ်ကိုတွေကမိဆာကို ထုတ်ဖို့အတွက်လာခေါ်ရာဖြစ်ကြောင်းပြောလိုက်ပါတယ်ကုထရက်ကတော့ခြောက်ထက်ကနေပြန်ထကာအခုဖြစ်နေတဲ့ပျောကကတာမန်မဟုတ်ပဲမကောင်းဆိုးရအာဆူအာလာနဲ့ပတ်သက်နေတာမို့အာလစ်တို့အိမ်ကိုပြန်သွားခဲ့ပါတယ်အိမ်ကိုရောက်တဲ့အခါဂျာဖာတို့ကအာလစ်ကိုကားနဲ့တင်ခေါ်သွားတော့မှမို့တားလိုက်တော့ဂျာဖာကအာလစ်ကိုသူတို့ကူတာပေးမှဖြစ်လို့မင်းကိစ္စမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ် ကုထရကမင်းနားမလဲဘူးနော်မင်းဘသူနဲ့ရင်ဆိုင်နေရလဲမင်းမသိဘူးသူကရှိုက်တန်အေဗလစ်စီရဲ့မျိုးဆက်အဆုအာလာပဲအာလစ်ကိုတွေကငါထုတ်ပေးလိုက်တာသူ့နောက်လိုက်ပဲရှိသေးတယ်ကျေးဇူးပြုပြီးအာလစ်ကိုတွေကရှိုက်တန်ကိုငါထုတ်ပေးပါရစေဆိုတော့ဂျာဖာကဒီရကလူတွေကိုငါနေတိုင်းရှိုက်တန်ထုတ်ပေးနေတာငါပို့ပြီးသိဆိုပြီးစကားမစိုးငင်ပါပဲအဲ့ဒီရှိုက်တန်ကငါသားကိုတတ်ခဲ့တာထောင်ထဲမှာလဲငါ့ကိုတတ်ဖို့စူးစမ်းသေးတယ်အခုဒီရကိုရောက်နေပြီလို့ပြောတော့ ဒါကြောင့်မို့ပဲမင်းရဲ့အကူအညီကိုလက်မခံတာကလေးကိုကြည့်လိုက်သူကအာလစ်အာမာရီမင်းရဲ့သားအာလစ်ဖာတာနာမဟုတ်ဘူးအမားတစ်ခုကိုနှစ်ခါမကျူးလွန်မိစေနဲ့မင်းကအလားကိုကူညီချင်တာလားမင်းထောသားအတွက်လက်စားချေချင်တာလားလို့ဂျာဖာကပြောလိုက်ပါတော့တယ်ကုတရက်လည်းလက်လျှော့လိုက်ရပြီးနောက်ရက်မှဖျားရှစ်ကိုပြီးအိမ်ပြန်ထွက်လာတော့အိမ်ရှိမှအာရှရောက်နေပြီးမျက်ရည်တသွင်သွင်စီးကျနေတာမို့ခေါ်ပြီးလမ်းလျှောက်ထွက်လာခဲ့ပါတယ်အာရှကလမ်းလျှောက်ရင်ဘာလို့သူတို့မိသားစုမှဒီလိုတွေကန်ဆိုးနေရတာလဲဆိုတော့ ရှိုက်တန်ကငါတို့ကိုလမ်းမရောက်စေခြင်းနေတာအလားကိုယုံကြည်မှုပြပြားစေခြင်းတာဘာပဲဖြစ်ဖြစ်အလားကသာအကြီးမြတ်ဆုံးဆိုတာဘရော့မှာတန်တရားမဝင်မှာနဲ့ခွင်းလွတ်မှုတောင်းခံမှာလို့ဆုံးမစကားဆိုလိုက်ပါတယ်အဲ့ဒီအချိန်ရွာထိတ်အိမ်ကလင်မယားဟာသူ့သမီးကိုရှိုက်တန်ဝင်စီးပြီးသူ့ကိုယ်သူတက်တည်သွားခဲ့တာမို့ယူကျုံမရဖြစ်နေကြတော့ကုထရက်ကိုမြင်သွားတော့ဒီမှာဘာလာလောက်တာလဲမင်းကစာတင်ကြောင်းကလားဂျာဖာရဲ့လူပော့ဆိုတော့ကုထရက်ကဘာမှပြန်မပြေပဲနားထောင်နေပါတယ်လူကြီးကဆက်ပြီးငါသမီးတည်သွားပြီး အဲ့တော့ရှိုက်တန်ထုတ်စီရလူမရှိတော့ဘူးမင်းတို့ကငါတို့ရဲ့စက်ခင်းတွေနဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်ကြတော့ငါတို့လည်းဘာမှမကြံတော့ရင်ငတ်ပြီးတေးရမှာပဲဆိုတော့ကုထရက်ကလူကြီးပြောတာတွေကိုနားမလည်နိုင်ဖြစ်နေပြီဘာစိုက်ခင်းကိုပြောတာလဲလို့မေးလိုက်ပါတယ်လူကြီးကတရွာလုံးတည်ပြီးသားကိစ္စကိုကုထရက်ကမသိချင်ဟန်ဆောင်နေတယ်ထင်ပြီးဒေါသပို့ထွက်သွားကမင်းတို့ကဘာသာရေးကိုမင်းတို့လောဘအတွက်အတုံးချနေတာပိုက်ဆံမတ်တဲ့ကောင်တွေဒီကထွက်သွားကြလို့ပြောရင်ထိုးကြိတ်ပါတော့တယ်လူကြီးရဲ့မိမကတော့ဘာစကားမှမပြောနိုင်ပဲ မျက်ရည်များသာစီးချနေပါတော့တယ်ကုထရကလူကြီးကိုအသာလေးတိုက်ခိုက်လို့ရပြီမဲ့သူတက်ထားတဲ့ပညာကိုဒီလိုနေရာမှာအတုံးမချချင်တာမို့ငိန်ခံနေချင်းလူကြီးရဲ့အမျိုးသမီးကကြောက်ထဲခုန်ချပြီးသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်အဲ့ဒီလူကြီးလည်းထိုးချိတ်တာကိုရက်လိုက်ပြီးသူ့စနီးနာမည်ကိုကျဲလုံးစွာအော်ဟစ်လိုက်ပါတော့တယ်အာလစ်ကတော့ပျော့ကကင်းစင်သွားပြီမို့အမေနဲ့အမကလာကြိုကြပါတယ်ဂျာဖာကတော်သေးတယ်အာလစ်ကိုတွေကရှိုက်တန်ကိုငါတို့ထုတ်တာအောင်မြင်တယ်လို့ပြောလိုက်ပါတယ်ကုထရက်က ာလစ်တို့မိသားစုကိုတည်ငြိမ်စွာကြည်နေပါတယ်။ယာစမင်နဲ့အာရှာကကျေးဇူးတင်တဲ့မျက်ဝန်းများနဲ့ကုထရက်တို့ကိုကြည်ပြီးပြန်သွားကြပါတယ်။ကုထရက်ကယာစမင်တို့မိသားစုစီကမင်းဘာရခဲ့လဲ။ပိုက်ဆံလား။သူတို့မြေလားလို့ပြောတဲ့အခါဒီလိုပောက်ကရတွေမင်းဘယ်ကနေကြားခဲ့ရတာလဲ။ဒါကအသေးရဖြစ်တာပဲဆိုတော့ကုထရက်ကအဲ့ဒါအချက်ကင်ပြီးငွေညစ်တာပဲလို့ပြောလိုက်ပါတယ်။ဂျာဖာကအစာပိုင်းမှာရွာကလူတွေကသူတို့ဆန္ဒအလျောက်ပေးတာလို့ပြောနေပေမဲ့ကုထရက်ရဲ့ထောက်ပြမှုတွေကြောင့်နောက်ဆုံးမှာစက်မငင်းတော့ပဲ။ ငွေနဲ့မြေရာတွေယူတာကဒီနေရာမှာကြောင်းအစ်စ်ဆောက်ဖို့နဲ့ဗလီအစ်စ်ဆောက်ဖို့ဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအခါကွတ်ဒရက်ကလူတွေဒုက္ခဝေနေရင်ကြောင်းတွေဗလီတွေရှိနေလဲမထူးဘူး။ဘာကပိုအေးချီလဲ။ကြောင်းအစ်စ်လား။လူအများကြိုးလားဆိုတော့ဂျာဖာရဲ့မျက်နှာပြက်နေခဲ့ပါပြီ။ရွာမှာနေကြတဲ့သူတွေဟာလည်းနေတိုင်းအပူးခံနေရတဲ့ရှိုက်တန်ကြီးမြင့်လာတဲ့ပယောကနှင့်ဇရိတ်တွေကြောင့်တရွာလုံးလိုလိုဆင်းရဲမွဲတေနေကြပါပြီ။ကွတ်ဒရက်ကဆက်ပြီးယက်စမင်းရဲ့မြေနဲ့စိုက်ခင်းတွေကိုမထိနဲ့။နောက်ကိုရှိုက်တန်ထုတ်ပေးတာအတွက်လဲ အခကြီးငွေမတောင်းနဲ့ဒါကငါတို့လုတ်ပေးရမယ်တာဝန်ပဲចောင်းអ៊ូကိုအ šet ရအောင်မလုံနဲ့လို့ပြောပြီးထွက်သွားပါတော့တယ်အဲ့ဒီအခဂျာဖာကတပည့်တယောက်ကိုဆရာကွတ်ရက်ရဲ့ပစ္စည်းတွေကိုတင်ပေးလိုက်သူကဒီနေရာမှာနေဖို့အယံမြင့်မြတ်လွန်နေတယ်ဆိုကစာတင်ចောင်းကနေနှင်ထုတ်လိုက်ပါတော့တယ်အဲ့ဒီညမှာပြန်လဲကောင်းမွန်သွားပြီဖြစ်တဲ့အာလီဖလေးနဲ့ပျော်ရွှင်နေကြချင်းမိပြက်သွားတာမို့ဂျက်စပင်းကမိအိမ်တလုံးဆွဲပြီးဂိုရောင်နဲ့သွားကချမ်းမာမိဆက်ကြီးကိုနှိုးလိုက်ပါတယ်ဒါပေမဲ့မိဆက်ကနှိုးမရတဲ့အခါ စီတိုင်ကြီးအဖုံးကိုဖွင့်ချီတော့ဓာတ်စီမရှိတော့တာမို့ဘီနာကစီဖုံးကိုကြီးလိုက်တော့လေဓာတ်စီကမရှိပါဘူးအဲ့ဒါနဲ့ကိုရောအတွင်းဘက်မှာထားထားတဲ့ဓာတ်စီဖုံးကိုယူဖို့သွားတော့မိအိမ်ကငြိမ့်သွားတာမို့မှောင်မဲနေပါတော့တယ်ယာစမင်းကရမ်းမိချစ်ဆန်တစ်ချောင်းကိုမိချစ်ဘူးခွန်ဘေးကကိုဘက်မှာပုတ်ဆွဲလိုက်ပြီးတောက်လုံသွားတဲ့ထင်းရှုတစ်သားချောင်းကိုရင်းနှံစီမိအိမ်မှာညှိလိုက်ကမိအရှိန်ကိုဂိတ်ဆုံးတီမြင့်လိုက်ပါတယ်အဲ့ဒီအချိန်အာလစ်ဗီရိုတွေကဒုတ်ဆူတဲ့အတန်ထွက်ပေါ်လာတာမို့ ဘီရိုကြီးကိုကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမထူးခြားတာမို့တက်စီထည့်ထားတဲ့တန်ဖုံးကြီးကိုမကဂျမားမီးဆက်ကြီးစီပြန်သွားလိုက်ပါတယ်။မီးဆက်ကြီးစီအရောက်မှာတက်စီထဲဖို့လုံနေတော့မိအိမ်ကငိမ့်သွားပြန်ပါတယ်။ဂျက်စမင်တယောက်ကို့အသက်ရှူတန်ကိုပြန်ချားနေရပြီးဇောချွေးများလည်းပြန်နေကဘီရိုကြီးကိုလဲပြန်ကြည့်လိုက်ပါတယ်။အဲ့ဒီနောက်ကြောက်ကြောက်နဲ့မီးချစ်ဖို့အလုပ်လက်ကတုံနေပြီးမီးချစ်ဆန်တွေအကုန်အောက်ပြုတ်ကျသွားပါတယ်။ဂျက်စမင်လည်းအမောင်ထဲမှာစမ်းတဝါးဝါးနဲ့မီးချစ်ဆန်တွေကိုရှာရင် တချောင်းပြီးတချောင်းမင်းကြီးမညာဖြစ်နေကနောက်ဆုံးမှာမိချစ်ဆန်ကိုမိဆွဲသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲသူမနာကိုအာဆူအာလာဟာမြေခွေးအတွင်းနဲ့ရောက်လာပြီးခုံအုပ်လိုက်ပါတော့တယ်ဂျက်စမင်းကအကြောက်ကန်ယုံမိမဲ့အမတန်တဲ့အခါအာဆူအာလာဟာဂျက်စမင်းရဲ့ကိုယ်ထဲဝင်သွားပါတော့တယ်အာလီဖလေးကတော့မှောင်နေတာမို့ကြောက်နေရှာပါတယ်အဲ့ဒီအချိန်အတန်တန်ကြားလိုက်ရတော့အာရှာကမိခင်ပြန်ရောက်လာတဲ့အမှတ်နဲ့တွတ်ကြည့်လိုက်တော့ဘသူမှမရှိတာမို့ အာလစ်အခန်းစီပြန်သွားမယ်အလုံးမှာမနောက်ကနေတူမမီကင်ကခေါ်လိုက်တာမို့လန့်သွားပါတယ်ယက်စမင်ကဩစာတန်းနဲ့ကျောင်းကိုအခုသွားဆရာချာဖားကိုရှာအခုချက်ချင်းသွားလို့ပြောလိုက်ပါတယ်အာရှာလည်းအရေးကြီးလို့ခိုင်းနေအမတ်နဲ့ချက်ချင်းပဲထွက်သွားလိုက်ပါတယ်ယက်စမင်ကတော့ရှိုက်တန်ကြီးအဆူအာလာရဲ့ထိမ့်ကျုပ်ခြင်းအပြေဝခံနေရခါပစက်ကနေတွေးမဲတွေထွက်လာခဲ့ပါတယ်စာတင်ကျောင်းမှာတော့ကုဒရက်ကဒီကလူတွေဟာသူ့ကိုမကြည်ပြူတော့တာမို့ဒီနေရာကနေထွက်မသွားခင် နောက်ဆုံးအနေနဲ့ကိုမာဝင်နေတဲ့ចောင်းអុកကိုနှုတ်ဆက်နေချင်းចောင်းអុកကလေးတန်းဖြော့ဖြော့နဲ့သူ့နာမည်ကိုခေါ်လိုက်တော့အနာကပ်ပြီးနားထောင်လိုက်ပါတယ်ចောင်းអុកကဂျာဖာနဲ့ရှိုက်တန်တွေလို့အစချီနေတော့မှာပဲဂျာဖာရဲ့တပည့်တွေကအမြန်သွားဖို့ဝင်ပြောပါတယ်ကုထရက်ကရွာမှာဖြစ်နေတဲ့ကိစ္စတွေကိုမတင်ကြတော့တာနဲ့ဂျာဖာရောလို့မေးတော့တပည့်တွေကသူဒီမှာမရှိဘူးဆိုကမောင်းထုတ်နေပါတယ်ကုထရက်လည်းနောက်လိုက်တွေကိုထပ်မပြောချင်တော့တာနဲ့ဂျာဖာကိုသူကိုယ်တိုင်ရှာဖို့လုပ်တော့နောက်လိုက်တယောက်ကအတင်းဆွဲလာတာမို့တက်ခိုက်လိုက်ပါတယ် ဂျာဖာနော်လိုက်တွေကကုထရရဲ့ကုခန်ဆွမ်းရဲ့အကြောင်းကိုမသိပဲအတင်းတိုက်ခိုက်လာတာမို့ကုထရကလှပတဲ့တိုင်းပညာများနဲ့အားလုံးကိုအနိုင်ယူလိုက်ပါတယ်။အဲ့ဒီနောက်ဂျာဖာရဲ့အဆောင်တကားကိုခြေထောက်နဲ့ကန်ကချိုးဖြတ်လိုက်ပြီးအဆောင်ထဲကိုဝင်ကြည့်ပေမဲ့ဂျာဖာကိုမတွေ့ရပဲမကောင်းဆိုးရွားကိုစင့်ခုန်နေတဲ့အတန်တွေကြားလိုက်ရပါတယ်။အဲ့ဒါနဲ့အတန်လာရနောက်ကိုလိုက်သွားကြည့်တော့အဆောင်အောက်မှာပြုတ်ဝက်မြေအောက်ခန်းရှိနေကဂျာဖာကသူ့လှုပ်ရမယ့်အရာရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အမောင်လန်းစင်ကိုကျင့်သုံးကာ မိစ္ဆာနဲ့ဆက်သွယ်နေတော့ကို တွေးလိုက်ရပါတယ်။ဂျာဖာဟာဂျွာမာရှိသူတွေကိုသူကိုယ်တိုင်ရှိုက်တန်ထက်ပေးခဲ့ပြီးအခကြေးငွေအမြောက်များတောင်းယူကာအပနှင်နေတာဖြစ်ပါတယ်။ငွေချေးမတက်နိုင်သူတွေကိုလည်းအတင်းအဓမ္မစိုက်ခင်းမြေများတောင်းယူနေခဲ့တာပါ။ကုတရကအရာအလုံးကိုနားလည်သွားပြီးဂျာဖာကိုဒိတ်ထိလို့ပြောလိုက်တာတိုက်ခိုက်ပါတော့တယ်။ဂျာဖာကလည်းခေသူမဟုတ်ဆရာတို့တပည့်ဖြစ်တာကြောင့်တိုက်ရိုက်ခိုက်ရိုက်ကောင်းတာမို့နှစ်ယောက်သားဘာရပြန်ဂျာရပြန်တိုက်ခိုက်နေကြပါတယ်။ဂျာဖာကတိုက်ခိုက်နေရင် အလားကျန်းစာတစ်ချောင်းများငါဖတ်တာမင်းကြားဘူးလို့လားသူ့နာမည်ကိုနောက်ဆုံးချီးမွမ်းခဲ့တာဘယ်တော့ကလည်းတော့ငါမမတ်မိတော့ဘူးလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တိုက်ခိုက်ကြရင်ချာဖာရဲ့ပြင်းထန်လာတဲ့ခြေကန်ချက်ကြောင့်ကုထရဟာအထိနာပြီးလဲကျသွားပါတယ်ချာဖာကဆက်လက်တိုက်ခိုက်ခြင်းမရှိပဲအစီရင်လှုပ်ထားတဲ့ဆေးရည်တွေကိုခတ်ကာဒီသွေးကိုတောက်လိုက်ငါတို့အတူတူအဆူအာလာကိုကိုးကွယ်ကြမယ်ဆိုတော့ကုထရကလူအမိုက်ကောင်ဆိုကဆေးရည်ပကံကိုတွန်းထုတ်လိုက်ပါတယ်ချာဖာကဟဟပပရီလိုက်ပြီးနောက်တစ်ခါထပ်ပြောမယ် ငါနဲ့အတူအဆူအလာကိုကိုးကွယ်ပါမဟုတ်ရင်အတင်းအကျပ်လုပ်ရမယ်ဆိုကဓာတ်တချောင်းကိုယူလိုက်ပါတယ်ကုထရကတော့ရှင်းပါတယ်ငါကအလာတစ်ပါးတည်းကိုပဲကိုးခွေတယ်တခြားဘယ်အရာကိုမှမကိုးကွယ်ဘူးဆိုကလဲရကနေပြန်ထလိုက်ပါတယ်အဲ့ဒီနောက်အလာရှင်မျက်စီကကာကွယ်မှုတောင်းခံပါတယ်လို့ရေရွတ်လိုက်ပြီးပြန်လဲတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပါတယ်အဲ့ဒီအခါဂျာဖာကဘလို့မှတင်းသွင်းလို့မရတဲ့ကုထရကို အသေးသက်ဖို့ပဲရှိတော့တာမို့တိုက်ခိုက်မှုကိုနှစ်ဆတင်လိုက်ကဓာတ်နဲ့တိုက်ခိုက်ပါတော့တယ်အဲ့ဒီနောက်ရင်သက်ရှူမောစရာကောင်းတဲ့တိုင်းကွက်များနဲ့နှစ်ဦးသားအပြန်အလန်တိုက်ခိုက်ကြရင်ကုထရက်ကူမှလည်းဓာတ်ချက်များဖြတ်တန်းသွားကဒဏ်ရာများရခဲ့ပေမဲ့နောက်ဆုံးမှာတော့ဂျာဖာကိုပြက်ပြက်တတအနိုင်ယူလိုက်ပါတယ်အဲ့ဒီအချိန်အာရှရောက်လာပါတယ်ကုထရက်လည်းအဆူအာလာရဲ့လေစားရတဲ့ညင်ကိုတိတာကြောင့်အာရှနဲ့အမြန်လိုက်လာခဲ့ပါတယ်မိစ္ဆာပူကတ်ခံထားရတဲ့ယာစမင်ကတော့ခူရောင်ထဲကိုတက်စီဖြန်းပြီးမိအိမ်ပြစ်ထက်ပြီးတော့ တစ်ဖက်မှာတူးထားတဲ့မြေချင်းစီတွားလိုက်ပါတယ်မြေချင်းထဲမှာတော့အာလိဖ်ရှိနေပြီတားကိုဘာလုံးနေတာလဲအမေတားလှုပ်လို့မရတော့ဘူးလို့အော်နေပါတော့တယ်ယက်စမင်ကတော့စကားတစ်ခွန်းမှပြန်မပြောဘဲအာလိဖ်ကိုအရှင်လက်လက်မြေမြုပ်နေပါတယ်ကုထရက်တို့ရောက်လာတဲ့အခါမှာတော့ဘာအတွက်နဲ့မြေဖိုးနေမှမသိတဲ့ယက်စမင်ကိုတွေးလိုက်ရပြီအာလိဖ်ပြောလို့မေးလိုက်ပါတယ်ယက်စမင်ကမေးခွန်းကိုမဖြေဘဲနမိတ်ဟော့ကင်းရှိတယ်မိုဟာမက်ရဲ့လူတွေကတယောက်ကလူသားတွေကိုငါလမ်းမခေါ်သွားမှကိုတားဆီးမယ်အချိန်တိုင်းမှာမင်းကိုငါမတက်နိုင်ခဲ့ဘူး မင်းယုံကြည်မှုကိုမဖြတ်နိုင်ခဲ့ဘူးဒါပေမဲ့ဒီနေ့တော့မရဘူးဆိုကမကောင်းဆိုးရအတန်နဲ့ကုထရက်ကိုနှုတ်ဆက်လိုက်ပါတယ်ကုထရက်ကချိန်ပြီးပြောစမ်းအာလစ်ဘယ်မှာလဲဆိုတော့ဘယ်အာလစ်ကိုပြောတာလဲငါလည်းပင်ယူချိုးတက်လိုက်တဲ့အာဖလီလားဒါမှမဟုတ်ငါအခုပဲအရှင်လက်လက်မြင်းမြို့လိုက်တဲ့အာလစ်လားဆိုပြီးရီမောလိုက်ပါတယ်ကုထရက်ကအိတ်ထဲကပရီးကိုအသင့်ပြင်လိုက်တော့မကောင်းဆိုးရကစတင်တိုက်ခိုက်ပါတော့တယ် ကုထရကမကောင်းဆိုးရွားကိုချုပ်ပြီးအပနေတဲ့အခါမကောင်းဆိုးရွားကရင်မူးပြီးဖះစာပြန်ရွတ်ပြနေတော့ကုထရတယောက်အခက်တွေ့နေပြီးမကောင်းဆိုးရွားကိုတွန်းထုတ်လိုက်ပါတယ်။အဲ့ဒီအခါမကောင်းဆိုးရွားကဘယ်ရောက်သွားမှန်းမသိပျောက်နေချင်းအာရှာကအခွင့်ရတော့မြေချင်းကိုပြန်ဖော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမကောင်းဆိုးရွားကထုတ်တန်းပေါ်ကနေခုံအုပ်ကကုထရကိုပြန်လဲတိုက်ခိုက်ပါတော့တယ်။မကောင်းဆိုးရွားကဂုတ်ခွစီကတက်ဖို့လုပ်နေပြီ ဘာသာရေးကိုင်းဆိုင်သူတိုင်းကိုငါတတ်မယ်ဝိပုသူဘသူမှမကြံစည်ရဘူးလို့ကြုံးဝါလိုက်ပါတယ်ကုဒရကဘာမှပြန်မလုံးနိုင် ဖြစ်နေချင်းအာရှကဂေါ်ပြားနဲ့ပြေးရိုက်တော့လဲအရာမထင်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ကုဒရကစိတ်ကိုတင်းငိမ့်စွာထားလိုက်ပြီးအပနှင်လိုက်ရမှာတော့နှစ်အောင်လုံးလေးပေါ်ပြန်တက်သွားပြီးမကောင်းဆိုးရွားလဲမခံမရနိုင်ဖြစ်သွားကဂျက်စမင်ကိုယ်တည်းကနေထွက်သွားပါတော့တယ်ဂျက်စမင်ကတရိယာရချင်းပဲအာလစ်ကိုမမြင်တာနဲ့မေးလိုက်တော့အာရှကပြန်မဖြေပဲမြင်းချင်းကိုကြည့်ပြီးငိုနေတာမို့ဂျက်စမင်လည်း အဆူအလာပုကတ်ထားစဉ်သူလုခဲ့တာတွေကိုအမှတ်ရသွားကမြေချင်းစီသွားပါတော့တယ်ကုတရက်လည်းအလင်းမြန်သွားပြီးပြန်ဖော်လိုက်တဲ့အခါပေါ်လာသူကအာလစ်မဟုတ်ပဲသူသားဖြစ်နေတာမို့တုံလှုပ်သွားပါတယ်မကောင်းဆိုးရွားကကုတရက်သားကိုအတုံးချပြီးသူနဲ့အတူလိုက်ခဲ့ဖို့ဖျားယောင်းနေပါတယ်ကုတရက်ကသားကိုချစ်ပေမဲ့လည်းဘာသာရေးကိုင်းဆိုင်သူမို့ဘလို့မှဖျားယောင်းလို့မရတဲ့အခါ မိစ္ဆာရဲ့ဗီဇတွေပေါ်လာပါတော့တယ်အဲ့ဒီအခါကုတ္တရကအပနှင်ပေးလိုက်ရမှာတော့သူသားရဲ့ပုံရင်းဟာပျောက်ွယ်သွားပြီးအာလိဖရဲ့အတင်းတံပြောင်းသွားပါတော့တယ်မြေချီးတဲ့မြုပ်နေသူအသက်ငွေ့ငွေ့ပဲကျန်တော့တဲ့အာလိလေးလည်းကံကောင်းထောက်မစွာ အသက်ပေးကလွတ်မြောက်လာပါတော့တယ်ဒီလောက်မြေချီးတဲ့မြုပ်နေတာကိုဘလို့အသက်ရှင်နေသေးတာလဲဆိုတော့သူတေအန်ဆဲဆဲမှာမကောင်းဆိုးရကသူ့ရဲ့ body ကိုအတုံးချတဲ့အခါမြေချီးတဲ့ကပြန်ထွက်လာခဲ့တာကြောင့်လို့ပဲမှတ်ယူပေးကြပါအဲ့ဒီနောက်ရအနှဲငယ်ကြတော့ရွာကဆိုင်ခင်းတွေ ပြန်လဲစိမ့်လန်းလာကစာတင်ချောင်းကကြောက်အုပ်လဲနေပြန်ကောင်းသွားပြီးဒီနေရာကထွက်သွားတော့မယ်ကွတ်ထရက်ကိုဆိုင်ကယ်တစ်စီးလက်ဆောင်ပေးလိုက်ပါတယ်ကွတ်ထရက်လဲဆရာဖြစ်သူကိုကျေးဇူးတင်ကြောင်းပြောပြီးရွာကနေထွက်သွားပါတော့တယ်လမ်းမှာယာစမင်တို့မိသားစုကလှမ်းခေါ်ပြီးကျေးဇူးတင်တဲ့မျက်ဝန်းနေနဲ့ကွတ်ထရက်ကိုနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်ကွတ်ထရက်ကလေတာချက်ကင်အဟောင်းနဲ့ကရေဗန်မျက်မှောက်ကိုတက်လိုက်ကကစ်စတက်ကိုခပ်ပြင်းပြင်းလေးစောင့်နေလိုက်ပြီးဒီပါတဆုံးတင်ပြီးမောင်းထွက်သွားပါတော့တယ်ခမညာ ကုထရပြန်လာပါအောင်ဇလန်လေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ